စာကျဲရတော့မယ်ဆိုရင်ဗိုက်စာရာလိုလိုအိတ်ချင်လာတာလိုလို ဖြစ်တတ်တဲ့သူတွေတီးတဲ့ fat များစာလုံးရတာကအန်ကျူနဲ့လုံးဝမဆိုင်ပါဘူးနေ့စဉ်ရက်ဆက်လှုပ်သွားနိုင်တဲ့အလေ့ကျင့်တွေသာဆိုင်တာပါနံပါတ်1မိနစ်ပဲလုံးမှာဆိုပြီးစိတ်ထဲထားလိုက်ရင်နှစ်နာရီလိုက်တထိုင်နဲ့လှုပ်ပြီးစာရီအများကြီးရသွားပါလိမ့်မယ်ဒါကြောင့်အကြာကြီးလှုပ်ဖို့မလိုပါဘူးစတင်လိုက်ဖို့ပဲလိုပါတယ်နံပါတ်3 test တစ်ခုပြီးပြီဆိုတာနဲ့အုံနောက်ကဒိုပါမိုင်းဆိုတဲ့ဟော်မုန်းထုတ်ပြီးတာကြောင့်ကိုကိုကိုကျဉ်းနှံ့မှုယုံကြည်မှုတွေတိုးလာပြီးစာရီပိုလှုပ်ချင်လာမှာပဲဖြစ်ပါတယ်။နံပါတ်၄တခါတလေစာမလှုပ်ချင်တာကကိုကြောင့်မဟုတ်ပါဘူး။အများကြီးဝင်လေးနေတတ်တဲ့ကိုစိတ်ကြောင့်ပါ။အပီးတိမလှုပ်ဘူး။၂မိနစ်လောက်ပဲလှုပ်မှာပါလို့အုံနောက်ကိုလှည့်စားပြီးစာလှုပ်လိုက်လို့ရှိရင်အစင်ပြေလာတာတွေ့ရပါလိမ့်မယ်။နံပါတ်၅ တနေ့ကို45မိနစ်လောက်ပဲစာလုံးမယ်ဆိုရင်တော့တပတ်3နာရီကျော်စာလုံးနိုင်ပါပြီအချိန်ခဏလေးကနေစပြီးလုပ်ကြည့်ပါ ကြီးမားတဲ့အောင်မြင်မှုရလဒ်တွေရရှိလာပါလိမ့်မယ်နံပါတ်6ဟုတ်ပါတယ်ဘသူမှစာမလုပ်ချင်ပါဘူးဒါပေမဲ့စာမလုပ်ရင်ဒီလိုတူတဲ့စာတွေကိုပဲနောက်တစ်ခါပြန်တွေးရမှာကိုစဉ်းစားကြည့်ပါအဲ့ဒီလိုနီးနဲ့အတွေးကိုပြောင်းပြီးစာလုပ်ဖို့ကုကုကိုတိုက်တွန်းကြည့်နိုင်ပါတယ်